ားလုံးပဲမိင်္ဂလာပါကျွန်တော်ကတော့ SMI မှာ Business Analyst စီတူအောင်ပဲဖြစ်ပါတယ်ကျွန်တော်ဒီ video လေးထဲမှာပြောပြသွားမယ်အကြောင်းအရာကြတော့ Oru 18ရဲ့ Detection Edit ပါဝင်လာတဲ့ function အသစ်တစ်ခုဖြစ်တဲ့ Code Beta အကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်ဆိုတော့ကြတော့ code beta ဆိုတာကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ condition တွေကို professional sense နဲ့ condition တွေဖြစ်အောင် brand နဲ့ condition တွေဖြစ်အောင်လို့ support ပေးနေ function တစ်ခုပဲဖြစ်ပါတယ်။အဲကျွန်တော်တို့ code beta ကိုအတုံးကြီးအပြင်ကျွန်တော်တို့ condition တွေမှာငကိုပါပြီးတာအဲ design တွေဖြစ်တဲ့ product တွေပြီးရင်သူရဲ့ quantity တွေသူရဲ့ unit price တွေအပြင်ဟိုမှာမှာကျွန်တော်တို့ရဲ့ company ရဲ့ profile နေပြီးလို့ရှိရင် customer တွေကိုပြောချင်တဲ့ JSON တင်လာတယ်ပြီးလို့ရှိရင် customer တွေကနေပြောကြတော့ကျွန်တော်ရှိကိုလာဝယ်တဲ့ product တွေရဲ့ detail specification တွေကိုပါကျွန်တော်တို့ကုတ်ပေးတာကနေပြောကြတော့ quotation တွေမှာတခါလေး power on လို့ support ပေးတဲ့ function တစ်ခုပဲဖြစ်ပါတယ် ကျွန်တော်ကုတ်ပီတာ fashion မှာဆိုလို့ရှိရင်ကျွန်တော်တို့ header တွေ product line detail တွေ footer page တွေကိုအဲဒီစုစည်းတဲ့ဖော်ပြပေးထားရပါတော့။အဲ header page မှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ company ရဲ့ profile တွေကိုထည့်လို့ရတယ်။ company ရဲ့ detail တွေကိုလည်းထည့်ပေးလို့ရတယ်ပေါ့နော်။ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ customer တွေကနေပြီးတော့ကျွန်တော်တို့ join ရှိမှာလာဝဲတဲ့ product တွေရဲ့ detail specification တွေကိုလည်းကျွန်တော်တို့ product line detail တွေမှာထည့်ပေးလို့ရတယ်။ပြီးလို့ရှိရင်ကျွန်တော်တို့ကအဲ customer တွေကိုပြောချင်တဲ့အဲ condition နဲ့ပတ်သက်တဲ့ terms and condition တွေအဲပြီးသွားပြီဆိုလို့ရှိရင် product အဲကျွန်တော်တို့ join ရှိမှာလာဝဲတဲ့အတွက် customer တွေကို Jesus တင်လာတွေကိုပါအဲကျွန်တော်တို့ footer page တွေမှာထည့်ပေးလို့ရတယ် ပေါ့နော်အဲ့အဲ့ဒီအပြင်မှာကျွန်တော်တို့ရဲ့ဒီ header တွေအဲ footer page တွေမှာဆိုလို့ရှိရင် dynamic text view လေးတွေပါထပ်ပြောကြောက်ထည့်လို့ရတယ်ဗောနော် dynamic text view လေးတွေကဘာလဲဆိုလို့ရှိရင် customer ရဲ့ quotation မှာဗောနော် customer ရဲ့ quotation မှာပါဝင်ခြင်းနဲ့အဲဥပမာဗောနော်ကျွန်တော် sale order မှာဆိုလို့ရှိရင် customer ရဲ့ name လေးတွေရှိမယ်ပြောရရင်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ sale order ရဲ့ date လေးတွေရှိမယ်ဗောနော်အဲ့ fee လေးတွေကိုကျွန်တော်တို့အဲဒီ profile ပေါ့နော် company ရဲ့ profile မှာတခါလေးပါဝင်လာအောင်လို့ထည့်လို့ရတဲ့ fee လေးတွေပါမယ်အဲဒါမှမဟုတ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ sale order မှာမပါဝင်တဲ့အဲ other detail လေးတွေကိုကျွန်တော်တို့ရဲ့ဒီ diamond tax fee လေးတွေမှာအဲပါဝင်ရေးလို့ရအောင်လို့ပေါ့နော်ထည့်လို့ရတဲ့ fee လေးတွေပါတယ်ပေါ့နော်အဲ့ဟာလေးတွေကိုကျွန်တော် diamond tax fee လေးတွေနဲ့အဲ support လုပ်ပေးထားရပေါ့နော်အဲပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအဲဒီကိုယ့်ရဲ့ကိုယ့်ဒီ company မှာ retail အတွက် header တခု folder တခုဒါမှမဟုတ်ရှင် post အတွက် header တခု folder တခုပေါ့နော်အဲ့လိုမျိုးခွဲထားခြင်းနဲ့ဆိုလို့ရှိရင်လည်းခွဲထားလို့ရတယ်ဒါမှမဟုတ်ရှင်လည်းကျွန်တော်တို့က company ကနှစ်ခုရှိလို့အဲ former company အတွက် header တခုဒုတိယကုမ္ပဏီကတော့ header တခုပေါ့နော်အဲ့လိုမျိုးခွဲထားခြင်းတယ်ဆိုလို့ရှိရင်လည်းအဲဒီကျွန်တော်တို့ code beta function အနေနဲ့ကြာတော့အဲ့လိုမျိုးခွဲလို့ရအောင် support ပေးထားတယ်ပေါ့နော်အဲနောက်တစ်ခုကကြာတော့ကျွန်တော်တို့ရဲ့အဲ customer တွေရနေပေါ်တဲ့ကြာတော့ကျွန်တော်ရှိမှလာဝဲတဲ့ product နဲ့ sign နဲ့ product ရဲ့ specification လို့ပဲအဲပြတာပေးအောင်လို့ကျွန်တော်တို့ code beta function အနေနဲ့ကြာတော့ support လုပ်ထားပေးသေးရပေါ့နော်အဲဆိုတော့ကြာတော့ကျွန်တော်တို့ customer အနေနဲ့ကြာတော့ကိုရှိမှလာမွဲတဲ့ product နဲ့ sign နဲ့ specification တွေကိုအဲ quotation မှာမပါဝအောင်လို့လည်း limit လုပ်ပေးထားတယ်ပေါ့နော် အဲကျွန်တော်တို့ code beta function တွေကိုဘယ်လိုမျိုး insertion မှာအသုံးပြုရရလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ project တွေရဲ့ design တွေ detail တွေကိုအဲဖော်ပြဖို့လိုအပ်တဲ့အဲ industry မျိုးတွေအဲဒါမှမဟုတ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ product တွေရဲ့ specification တွေကို detail ဖော်ပြဖို့လိုအပ်တဲ့ industry မျိုးတွေအဲပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ project scope တွေ timeline တွေကို detail ဖော်ပြဖို့လိုအပ်တဲ့ industry မျိုးတွေမှာကျွန်တော်ဒီ code beta function ကိုအသုံးပြုလို့အဲတင်လွှဲရတယ်ပေါ့နော်ဆိုတော့ကြတော့ကျွန်တော်အခုအဲကုတ်ပေတာကိုအဲဒီမိုကျွန်တော်ရဲ့ဒီမို database လေးမှာဒီမိုလေးအရင်လုတ်ပြပေးမယ်ပေါ့နော် ော်ပြင်ထားတဲ့အဲကုမ္ပဏီရဲ့ profile လေးတွေပြီးလို့ရှိရင် cover လေးတွေပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အဲ footer page လေးတွေပေါ့နော်ပြီးလို့ရှိရင် product specification လေးတွေကိုအရင်အဆုံး PDF file လေးထုတ်ထားရှိတယ်အဲ့ဟာလေးကိုအရင်ဆုံးရှင်းပြပေးမယ်ပေါ့နော်အဲပထမဆုံးအနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ company ရဲ့ profile အနေနဲ့ cover 1 2ဆိုပြီးကြတော့ကျွန်တော်ဒီမှာပြင်ထားရလေးရှိရပါတော့အဲဒီ cover 1 2မှာဆိုလို့ရှိရင်သူ့ရဲ့ အဲကျွန်တော်ဒီမှာ dynamic task fee လေးကြီးလည်းထည့်ထားပေးရပါတော့။ဒါဆိုလို့ရှိရင် for ဆိုလို့ရှိရင်ကြတော့ကျွန်တော်ဘယ် customer ကအဲကိုယ့်ရဲ့ဈေးဝယ်တာမှာရှိတဲ့ customer ရဲ့ name ကိုဒီမှာလာပြီးကြောက်ပေါ်အောင်လို့ create လုပ်ပေးထားတယ်။ dynamic task fee ပေါ့နော်ပထမဆုံးပေါ့နော်။အဲပြီးသွားဆိုလို့ရှိရင်ကျွန်တော်ဒီ project ပေါ့နော် project ကကြတော့ကျွန်တော်ဈေးဝယ်တာမှာမပါဝင်တဲ့အဲ other information လေးတွေကိုထည့်လို့ရအောင်လို့ကျွန်တော်ဒီမှာ project fee လေးဆိုပြီးကြတော့ထပ်ပြကြတော့အဲ create လုပ်ထားပေးရပါတော့။ အဲပြောရဆိုရင်ကျွန်တော် footer အနေနဲ့ဆိုလို့ရှိရင်အဲ footer design နှစ်မျိုးကိုပြင်ပေးထားတယ်ပေါ့နော်ဒါကတော့ footer 1 2ဆိုပြီးတော့ကျွန်တော်ပြင်ပေးထားတယ်အဲပြောရဆိုလို့ရှိရင်ကျွန်တော် product ရဲ့ specification PDF file အနေနဲ့ဆိုလို့ရှိရင်အဲ single page address ဆိုလို့ရှိရင်ကျွန်တော်ဒီမှာအဲ single page ပုံစံလေးရဲ့ပြီးတော့ကျတော့သူရဲ့ specification လေးတွေကိုပြင်ပေးထားတယ်အဲ developer ဆိုလို့ရှိရင်လည်း developer ပုံစံလေးရဲ့ပြီးရင်သူရဲ့ specification လေးတွေကိုဒီမျိုးလေးပြင်ပေးထားတယ်ပေါ့နော်ကျွန်တော်ခုနကတော့အဲပြတာခဲ့တဲ့ PDF file လေးတွေကိုအဲဒီထဲမှာ import လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်ပထမဦးဆုံးအဲ save module တဲ့ကိုအရင်ဝင်လိုက်မယ်ပေါ့နော် စင်မွေကျူတဲ့ဝင်ပွားရဆိုရင် ကျွန်တော်ဒီ configuration ရဲ့အောက်မှာ header and footer ဆိုပြီးကျွန်တော်ရှိလိမ့်မယ်အဲ့ header and footer တွေဝင်လိုက်မယ်ဝင်ပွဲဆိုလို့ရှိရင်ကျွန်တော်ကဒီနေရာမှာအအရင်တည်းကအ import လုပ်ထားခဲ့ရဆိုတော့ကြတော့ import လုပ်ထားတဲ့ file လေး file လေးတွေကိုဒီလိုမျိုးလေးမြင်ရလိမ့်မယ် အဲ့ထက်ကနေပြီးတော့မှအာကိုတို့ကထပ်ပြောကြတော့ထပ်ပြောကြတော့ upload လုပ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီနေ့မှာ upload ဆိုတဲ့ feel လေးရှိရဲအဲ့ upload ဆိုတဲ့ button လေးကိုနှိပ်လိုက်မယ်နှိပ်ပွားရဆိုလို့ရှိရင်ကိုကအဲ့ဘယ် header and footer တွေကိုထပ်ပြောကြတော့ထည့်ချင်တာလေဗောနော်ထည့်ချင်တဲ့ header and footer တွေကိုကျွန်တော်ဒီနေ့မှာလာပြောကြတော့ရွေးပေးရလိမ့်မယ်ဗောနော် အဲဒီနေမှာဆိုရင်ကိုထည့်ကျင်တဲ့ header and footer လေးကိုယူလိုက်မယ်ကျွန်တော်တော့ header cover 1ဆိုတဲ့ header လေးကိုထည့်လိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီမှာ open ဆိုပြီးတော့နှိပ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ခုထည့်လိုက်တဲ့ file လေးက pdf file လေးကတွင်ပြလေးဝင်လာလိမ့်မယ်ပေါ့နော်ဝင်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနေမှာအခုထည့်လိုက်တဲ့ PDF file လေးကို header နေရာမှာထားခြင်းတာလား company ရဲ့ profile နေရာပေါ့နော်အဲ့နေရာမှာထားခြင်းတာလားဒါမှမဟုတ်ရှင်ကျွန်တော်တို့အဲကျွန်တော်တို့ coding ရဲ့အောက်ဆုံးပေါ့နော် footer နေရာမှာထားခြင်းတာလားဆိုတော့ကျွန်တော်ဒီနေရာမှာလာပြကြတော့ရွေးလို့ရတယ်ပေါ့နော် အဲကျွန်တော်တို့ရဲ့ header တွေ footer တွေကို upload လုပ်ပေးရဆိုလို့ရှိရင်ကျွန်တော်ရဲ့ product ရဲ့ specification လေးတို့အဲ import လုပ်ပေးရမှာပေါ့နော် product ရဲ့ specification လေးတို့ import လုပ်ရှင်တယ်ဆိုလို့ရှိရင်ကြာတော့ကျွန်တော်ဒီနေရာမှာ product ဆိုတဲ့အဲ pattern လေးရှိရဲ့အဲ product ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်အောက်မှာ product ဆိုပြီးကြာတော့ထပ်ပြီးမြင်ရလိမ့်မယ်ပေါ့နော်အဲ product ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီအာကျွန်တော်ရဲ့ database မှာရှိရဲ့ product တွေတရားဒီမျိုးလေးကြာလာလိမ့်မယ်အဲထဲကနေပြီးတော့မှာကိုကဘယ် product ထဲမှာတွားပြကြတော့သူနဲ့တဆိုင်တဲ့ specification လေးကိုထည့်မှလဲဆိုတာကိုအရင်ဆုံးရှာပေးရမှာပေါ့နော်အဲကျွန်တော်ကကြာတော့ single page ထဲမှာထည့်မှဆိုတော့ကြာတော့ single bed ဆိုတဲ့ product လေးကိုအရင်ဆုံးရှာလိုက်မယ်ပြီးသွားရဆိုလို့ရှိရင်ကျွန်တော်ကအဲ့ product ထဲဝင်လိုက်မယ်ဝင်ပွားရဆိုလို့ရှိရင်သူ့ရဲ့အပေါ်မှာဒီ document ဆိုတာလေးရှိရပါတော့ document ဆိုတာ smart pattern လေးရှိလိမ့်မယ်အဲ document ဆိုတဲ့ smart pattern လေးတွေဝင်လိုက်မယ်အဲဝင်ပွားရဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာဒုနဲ့တက်ဆိုင်တဲ့ PDF file ကိုဒီ upload ကနေပြကြတော့ထည့်ပေးရမှာပါတော့ upload ဆိုတဲ့ pattern လေးကိုနှိပ်မယ်နှိပ်ပွားရဆိုလို့ရှိရင်ဒုနဲ့တက်ဆိုင်တဲ့အဲ PDF file လေးကိုဒီမှာလာပြကြတော့ရွေးပေးရမှာပါတော့ အဲဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာ single page ဆိုကြတော့ single page နဲ့ဆိုင်တဲ့ PDF file လေးကိုရွေးမယ်ပြီးလို့ရှိရင် open ဆိုပြီးကြတော့နှိပ်လိုက်တယ်ဆိုလို့ရှိရင်အဲခုနကအဲကျွန်တော်ဒီ single page နဲ့ဆိုင်တဲ့ PDF file လေးကဒီမျိုးလေးလာပြီးကြတော့ပေါ်လာလိမ့်မယ်ပေါ့နော်အဲပြရဆိုရင်အဲကျွန်တော်ကကြတော့ဒီမှာ single page ဆိုတဲ့ PDF file လေးတစ်ခုကိုထည့်ထားပြီးတာဖြစ်တဲ့အတွက်အခုထည့်ထက်လိုက်တဲ့ PDF file လေးကို delete လုပ်လိုက်မှာပေါ့နော်အဲဆိုလို့ရှိရင်ကျွန်တော်ကအခုဒီမှာဆိုလို့ရှိရင် single page အတွက် PDF file လေးကိုထည့်ပို့ရည်နောက်တစ်ခုကကြတော့အဲကျွန်တော် double page အတွက်လည်းအဲ PDF file လေးကိုထည့်ပို့ရည်ပေါ့နော် ဒီဘက်အတွက်ဆိုရှင်လည်းဒူနက်တက်ဆိုင်တဲ့ certification လေးကိုကျွန်တော်ဒီနေမှာလာပြီးကြောက်ထည့်ထားပြီးရပါတော့။အဲ့မှာဆိုရှင်ကျွန်တော်ဒီ PDF file လေးကိုကျွန်တော် quotation ပေါ်မှာတောင်းကျင်လို့ဆိုလို့ရှိရင်အဲ့ကျွန်တော်ဒီနေမှာအဲ visible အာ inside copy PDF ဆိုတာလေးလည်းထည့်ပေးရမယ်ပြီးလို့ရှိရင်ကျွန်တော် visible on website ပေါ့နော်ဒါကတော့မထည့်ပေးလည်းရပါတယ်။ကျွန်တော်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီဘက်မှာအာဒီဘက်ဘက်ဆိုရယ် button လေးကိုနှိပ်ပြီးကြောက်ပြန်ထွက်လိုက်မယ်ပေါ့နော်။အခုကကြတော့အာကျွန်တော်တို့ load အပ်တဲ့ PDF file လေးတွေကိုထည့်ပေးရည်ဆိုလို့ရှိရင်ကျွန်တော်တို့ဈေးရော်တာလေးကို create လုပ်ကြည့်မယ်ပေါ့နော်။ ဆွေးရတာကို create လုပ်မယ်ဆိုရင်ကျော်ဒီရောက်မှာ order ကိုနှိပ်မယ် order ဆွဲ pattern လေးကိုနှိပ်ပွားဆိုရင် quotation ကိုနှိပ်လိုက်မှာပေါ့နော်အခုဆိုတော့ခုကကြတော့ကျွန်တော်ကအဲ code အဲကျွန်တော်ဒီ computer လေးနဲ့ quotation အတုတစ်ခုကို create လုပ်ပြမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီညမှာ new ဆိုတဲ့ pattern လေးကိုနှိပ်လိုက်မယ်ဒီလိုဆိုလို့ရှိရင် customer နေရာမှာဆိုလို့ရှိရင်ကြတော့ကျွန်တော်တို့ရောင်းမဲ့ customer ကိုဒီနေရာမှာလာပေးကြတော့ရွေးပေးရမယ်ပေါ့နော် ပြောရဆိုလို့ရှိရင်ကျွန်တော်ဒီအောက်မှာ product ကိုရွေးပြရမှာပေါ့နော်ကိုယ်ပဲ product ကိုရောင်းပါလေရောင်းမဲ့ product ကို add product ကိုနှိပ်ပြကြရွေးလို့ရတယ်ဒါမှမဟုတ်ရှင်လဲကျွန်တော်ဒီ catalog အနေနဲ့ရွေးပြလို့ရတယ်ပေါ့နော်ပြောရဆိုလို့ရှိရင်ကျွန်တော်ဒီမှာ product ကိုရွေးပွားရဆိုလို့ရှိရင်ဒီ sale order number လေးကိုနှိပ်ပြကြတော့ပြန်ထွက်မယ်ပြန်ထွက်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ခုနကရွေးခဲ့တဲ့ product လေးကဒီနေရာမှာလာပြကြတော့ပုံနေလိမ့်မယ်ပေါ့နော် အဲပြုရဆိုရှင်ကျွန်တော်တို့ကကုတ်ဗီတာ function ကိုအသုံးပြုမှာဖြစ်တဲ့အတွက်ဒီကုတ်ဗီတာဆိုတဲ့တက်လေးတော့ဝင်ပေးရမယ် ကွန်ပျူတာဆိုရဲတက်လေးတဲ့ကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာဆိုရင် header နေရာမှာနှစ်ခုထည့်ခဲ့တယ်ပြီးတော့ရှင် footer နေရာမှာနှစ်ခုထည့်ခဲ့တယ်ပေါ့နော်ပြီးတော့ကြတော့ကျွန်တော်ဒီ single band နဲ့တက်ဆိုင်တဲ့အဲ product specification တခုကိုထည့်ခဲ့တာဖြစ်တဲ့အတွက် product single band ဆိုပြီးကြတော့ product အဲဒီမှာ file လေးနောက်တစ်ခု product နဲ့ဆိုင်တဲ့အဲ product specification file လေးတခုဒီမှာလာပြီးကြတော့ဝင်လာနိုင်မှာပေါ့နော်အဲ့မှာဆိုလို့ရှိရင်ကျွန်တော်တို့က header နှစ်ခုရှိရပေါ့နော် header နှစ်ခုမှာဆိုလို့ရှိရင်ကိုကဘယ် header ကိုတုံးပါလဲပေါ့နော်ဒီ quotation အတွက်ဘယ် header ကိုတုံးပါလဲဆိုတော့ကျွန်တော်ဒီမှာလာပြီးကြတော့ရွေးပြီးလို့ရတယ်အဲကျွန်တော်ဒီမှာဆိုလို့ရှိရင် အဲပထမ header တစ်ခုပဲသုံးမယ်ဆိုလို့ရင်ပထမ header ကိုရေးပေးမယ်ရေးပေးရင်တကယ်လို့မှဒုတိယ header ပါသုံးခြင်းလဲဆိုလို့ရင်တော့ဒုတိယ header ကိုပါရေးပေးလို့ရတယ်ပေါ့နော်အဲဒါမှမဟုတ်ဒုတိယတစ်ခုပဲသုံးမယ်ဆိုလို့ရင်တော့ပထမတစ်ခုကိုပေးလိုက်တယ်ဆိုလို့ရင်ရပြီပေါ့နော်အဲပြောရရဆိုလို့ရှိရင်ကျွန်တော်ဒီအောက်မှာအဒီ quotation မှာမပါဝင်တဲ့ other detail လေးတွေကိုထည့်ခြင်းတယ်ဆိုလို့ရှိရင်ထည့်လို့ရအောင်လို့ကျွန်တော်ဒီအောက်မှာ fill လေးတစ်ခု create လုပ်ပေးခဲ့တယ်ပေါ့နော်ကျွန်တော်ဒီနေရာမှာလာပြကြတော့ထည့်လို့ရရပေါ့နော်အဲ့မှာကျွန်တော်ဒီမှာ text ဆိုပြီးကြတော့တစ်ခုရေးခဲ့လိုက်မယ် ပြီးရဆိုလို့ရင်ကျွန်တော် footer အနေနဲ့ဆိုလို့ရင်အဲကျွန်တော် product specification အနေနဲ့ဆိုရင်ဒီဟာကိုတုံးပြီးမှဖြစ်တဲ့အတွက်ဒီဟာလေးကိုဖွင့်ပေးခဲ့မှာပေါ့နော်။အဲပြီးရဆိုရင် footer အနေနဲ့ဆိုလို့ရင်လည်းကျွန်တော်က footer 1 2နှစ်ခုရှိတယ်။နှစ်ခုလုံးတုံးနေဆိုရင်နှစ်ခုလုံးဖွင့်လို့ရတယ်။ဒီကလေးမှာ footer 1တစ်ခုပဲတုံးနေဆိုရင်တော့ footer 1တစ်ခုပဲဖွင့်ပေးခဲ့ပါတော့။ပြီးရဆိုရင်ကျွန်တော်ဒီ panel လေးကို save လုပ်လိုက်မယ်။ save လုပ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ပထမဆုံး header အနေနဲ့ cover one ကိုတုံးထားတယ်ပြီးရင်ကျွန်တော် project နေရာမှာဆိုလို့ရှိရင် text ဆိုပြီးကျတော့ရေးခဲ့တာရှိမယ်ပြီးရင် product specification ပါမယ်ပြီးရင် footer one လေးပါမယ်ပေါ့နော်အဲ့ဟာကိုကျွန်တော်တို့ကအခုအဲ code ပြတာက quotation ပေါ့နော်ဘယ်လိုမျိုး support လုပ်ပေးလဲဆိုတာကျတော့ဆိုတာကိုကြည့်ချင်တာဖြစ်တဲ့အတွက်အဲကျွန်တော်ဒီနေရာမှာ print pattern လေးနှိပ်လိုက်မယ်ပေါ့နော်အရှင်ကိုနှိပ်မယ်ပြီးရင် print ကိုနှိပ်မယ် print ရနေပြီးတော့မှအဲ PDF code ဆိုတာလေးကိုနှိပ်လိုက်မယ်ပေါ့နော် ဲ့မှာဆိုရှင်အဲကျွန်တော်ဒီမှာ PDF file လေးတစ်ခုကို download ချလာပြီပေါ့နော်အဲကျွန်တော်အဲ့ PDF file လေးကိုဖွင့်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်အဲကျွန်တော်တို့ပထမဆုံး create လုပ်ထားခဲ့တဲ့ cover photo လေး cover photo လေးကဒီနေရာမှာလာ cover PDF file လေးပေါ့နော် cover PDF file လေးကဒီနေရာမှာလာပြကြတော့မြင်ရလိမ့်မယ်အဲဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့အဲ sale order မှာဖွင့်ခဲ့တဲ့ customer ရဲ့ name ကကျွန်တော်ဒီ for ရဲ့ bill လေးမှာ auto လာပြကြတော့ပေါ်နေလိမ့်မယ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီအောက်မှာအဲ ဒီကိုကုတ်ပေတာရဲ့အောက်ကဒီ project test နေရာလေးမှာရေးခဲ့တဲ့ဟာတွေကကြတော့ဒီ project ရဲ့ဘေးလေးမှာလာပြီးကြတော့ပေါ်နေလိမ့်မှာပေါ့နော်အဲကျွန်တော်ဒီ cover photo ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့အောက်မှာဆိုလို့ရှိရင် product ရဲ့ specification လေးကိုပြပေးမယ်အဲပြီးသွားဆိုရင် quotation ရဲ့ main ဖြစ်တဲ့ပဲ product ကို quantity မှာတစ်ခုဝယ်တယ်ပြီးရင် unit price တိတိုတဲ့ amount တွေကိုဒီမှာလာပြီးတော့ပြပေးတယ်အဲ quotation လေးပါမယ်အဲပြီးသွားရဆိုလို့ရှိရင်ကျွန်တော်တို့အောက်မှာဆိုလို့ရှိရင် customer ကိုအာပြောခြင်းနဲ့နောက်ဆုံးကျေးဇူးတင်လာပြပေးပေါ့နော်အဲဟာလေးတော့ကျွန်တော်ဒီအောက်မှာ footer အနေနဲ့လာပြကြတော့ပြပေးလိမ့်မယ်ပေါ့နော် ဒါကြောင့်တော့ကျွန်တော်တို့ quotation ရဲ့အဲ quotation ကို normally create လုပ်တဲ့ဟာပေါ့နော်တကယ်လို့မှာကျွန်တော်တို့ကပြီးခဲ့တဲ့ video မှာကျွန်တော်ပြောပြခဲ့တဲ့ quotation template ကနေပြီးတော့ကြတော့အဲဒီ header footer တွေကိုထည့်ကျင်နေဆိုလို့ရှိရင်လည်းထည့်လို့ရတယ်ဘယ်လိုမျိုးပုံစံလဲဆိုလို့ရှိရင်ကျွန်တော်ဒီဘက်မှာ configuration ရဲ့အောက်မှာအဲ quotation template ဆိုတာလေးရှိရပေါ့နော်ကျွန်တော်ဒီ quotation template ဆိုတာလေးတွေကိုဝင်လိုက်မယ်အဲဝင်ပွားဆိုလို့ရှိရင်ကျွန်တော်ပြီးခဲ့တဲ့ခေါက်ကပြလာခဲ့တဲ့ quotation template create လုပ်လာခဲ့တဲ့ for page ဆိုတဲ့ဟာလေးပေါ့နော်အဲဒီဟာလေးတွေကိုဝင်လိုက်မယ်ဝင်ပွားဆိုလို့ရှိရင်ကျွန်တော်ဒီဘက်မှာ code beta ဆိုတဲ့ အဲ feeling တက်လေးနောက်တစ်ခုပါတယ်ဗောနော်အဲဒီ data ထဲမှာဆိုလို့ရှိရင်ကျွန်တော်ခုနကအဒီ code ပေးတာအဲ code template ဗောနော် quotation template ဗောနော် quotation template ဒီ forward address အုံးပြုမယ်အဲ pdf file လေးတို့ဒီမှာလာပြီးကြောက် upload လုပ်ထားရယ်ဗောနော်အဲဒီဟာအတွက်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ footer 2ဆိုတဲ့ဟာလေးကိုတုံးမယ်ပြီးရှင်ဒီဘက်ဆိုဟာဆိုလို့ရှိရင်လည်းအဲ cover 2ဆိုတဲ့ဟာလေးကိုတုံးပါဗောနော်ဒီကလေးလုံးမှာဒီဟာကိုနိုင်ရှင်းခြင်းတယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဒီမှာလာပြီးကြောက်တော့ change လုပ်ရရယ်ဗောနော် လို့ရှိရင် save button လေးကိုနှိပ်လိုက်မယ်ပြီးရင် cover 2အတွက်လည်းဒီလိုပဲနှိမ့်ချခြင်းနဲ့ဆိုလို့ရှိရင်ဒီနေရာမှာလာပြီးကြတော့တမ်းမီချိန်လို့ရရပါတော့ ဘာလို့ဆိုရင် save button လေးကိုနှိပ်လိုက်ပါဘောနော်အဲကျွန်တော်အခုဒီ collision template ထဲမှာလည်းဒီအားလေးတွေ header တွေ footer တွေကိုထည့်ပို့ရဆိုလို့ရှိရင်ဒီ collision template နဲ့အဲ collision လေးတစ်ခုကို create လုပ်ကြည့်မယ်ဘောနော်အဲဆိုတော့ကျွန်တော် collision တစ်ခု create လုပ်မှာဖြစ်တဲ့အတွက် order လေးကိုဝင်မယ်ပြီးလို့ရှိရင် collision လေးကိုဝင်မယ်ပြီးရဆိုရင်ကျွန်တော်ဒီနေရာမှာ new button လေးကိုနှိပ်လိုက်မယ်ဘောနော်ပြောရဆိုရင် customer နေရာမှာကိုဗစ်ကိုရောင်းပါလေဗောနော်ရောင်းမဲ့ customer ကိုကျွန်တော်ဒီမှာလာပြီးရွေးလိုက်မယ်ပြောရဆိုရင်ကျွန်တော်ကအခုဒီ condition ကို condition template နဲ့ create လုပ်မှာဖြစ်တဲ့အတွက် condition template ကိုဖြည့်ပေးလိုက်မယ်ဗောနော် အဲကျွန်တော်ဒီနေရာမှာရွေးပေးလိုက်ပြီဆိုလို့ရှိရင်အဲကျွန်တော်တို့ဒီ quotation template နဲ့ဆိုင်တဲ့ product leader တို့တွေကြားလာလိမ့်မယ်အခုကကြတော့ကျွန်တော်ကုတ်ပီတာကိုပဲအဓိကထားပြီးပြောမှာဖြစ်တဲ့အတွက်ကုတ်ပီတာတက်တဲ့ကိုဝင်လိုက်ပြီပေါ့နော်ကုတ်ပီတာတက်တဲ့ကိုရဝင်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့အရင်တော့က origin အဲ normally create လုပ်ခဲ့တဲ့အဲ quotation မှာဆိုလို့ရှိရင် cover 1နဲ့ cover 2ပဲပါတယ်ပေါ့နော်အခုကကြတော့ကျွန်တော်အခု correction template နဲ့ထပ်ပြီးကြတော့ထည့်ထားတယ်အဲ back header ပြီးရင် back footer လေးပါထပ်ပြီးကြတော့ပို့ဆောင်ပါလာပြီပေါ့နော် ကျွန်တော်ကဒီဟာကို print ထုတ်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ header နေရာမှာ header ကိုရေးမယ်အဲကိုပဲတုံးကျင်တဲ့ header ကိုရေးပါတော့ UI ဆိုရှင် test နေရာမှာလေအဲခုနကအဲဒီ quotation နဲ့အဲ quotation နဲ့မှာမပါတယ်ပေါ့နော်ထပ်ပြောထည့်ခြင်းနဲ့ data လေးတို့ထပ်ပြောထည့်လို့ရတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ product ပေါ့နော် product ကို product ရဲ့ specification လို့ရေးမယ်ပြီးရင်အဲဒီကျွန်တော်ဒီ quotation template မှာထည့်ခဲ့တဲ့ footer လေးကိုပဲထပ်ပြီးရွေးလိုက်မယ်ပေါ့နော်ပို့ရရင်ကျွန်တော်ဒီကားလေးကို save လုပ်မယ် save လုပ်ပြီးဆိုရင်ဒီဟာကို print ထုတ်ကြည့်မယ်ပေါ့နော် print ထုတ်တတ်နေရဆိုလို့ရှိရင်ကျွန်တော်တို့ quotation PDF file လေးရာ demo လေးကြာလာလိမ့်မယ်ပေါ့နော်အဲ့မှာဆိုရင်ကျွန်တော်ဒီမှာ PDF file လေးကိုရွေးလိုက်မယ်ပြောရဆိုရင်ကြီးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ခုနက quotation template အဲ quotation template မှာတုံးကားခဲ့တယ်အဲ့ဒါအနေနဲ့ဒီမလေးကြာလာလိမ့်မယ်အဲ့ဒါမှာဆိုရင်ကျွန်တော်ခုနက quotation ပေါ်မှာရေးထားခဲ့တဲ့ project ရဲ့ testing ပေါ့နော် testing ဆိုတာလေးကဒီမလေးပါလာလိမ့်မယ်ပြီးရင်ဘယ်လိုရောင်းခဲ့လဲဆိုတာလေးကဒီမှာလာပြကြပေါ်လာလိမ့်မယ်ပြောရဆိုလို့ရှိရင်အောက်မှာ product specification ပါမယ်ပြီးရင် quotation ပါမယ်ပြောရဆိုလို့ရှိရင် customer တွေကို JSON တွေလေးကဒီမလေးလာပြကြတော့ပေါ်နေမှာဖြစ်ပါတယ် အဲကျွန်တော်အခုပြပြပေးတဲ့အကြောင်းအရာကြတော့ကျွန်တော်တို့ quotation တွေအဲကျွန်တော်ကုတ်ပေးတာပေါ့နော်အဲဘယ်လိုမျိုးအသုံးပြုလိုက်ရလဲဆိုတာကိုဒီမော်နေနဲ့ပြသပေးခဲ့တာပေါ့နော်အဲကျွန်တော်တို့ကုတ်ပေးတာကိုအသုံးပြုရအပြင်ကျွန်တော် document တွေပေါ့နော်ခုနကကျွန်တော်ပြခဲ့တဲ့ PDF file တွေကို manually margin လုပ်စရာလုပ်ပေးစရာမလိုတော့ဘူးပြီးသွားဆိုရင်ကျွန်တော်တို့ brand ကျွန်တော်တို့ company ရဲ့ brand image လည်းပို့ပေးကြတော့ပေါ်လွင်လာမယ်ပေါ့နော် ပြောရဆိုလို့ရှိရင်ကျွန်တော်တို့ quotation generate လုပ်တဲ့ဟာတွေကလည်းပို့ပြီးတော့ကြတော့မြန်ဆန်လာမယ်ပြီးတော့ကြတော့ကျွန်တော် technical ဒါမှမဟုတ်ရှိရင် marketing content အရာထပ်ပြီးတော့ကြတော့ပေါ်ပြခြင်းတဲ့ဟာတွေကလည်းအဲကျွန်တော်တို့ဒီ copy data ကိုအသုံးချပြီးပို့ပြီးတော့ကြတော့ Google မြန်မြန်ဆန်ဆန်ပေါ်ပြပေးလို့ရတယ်ပေါ့နော်ကျွန်တော်အခုပြပြပြထားတဲ့အကြောင်းအရာတွေကကြတော့ quotation ကုတ်ပေတာဆိုတာဘာလဲဆိုတာတွေပြီးရင်ကုတ်ပေတာကိုဘယ်လိုမျိုးအသုံးပြုလို့ရလဲဆိုတာတွေရေပြောကြတော့ကုတ်ပေတာကိုအသုံးပြင်ရပြင်ရရှိလာမယ့်အကျိုးကျေးဇူးတွေကိုပြပြပေးထားတာပဲဖြစ်ပါတယ်အခုလိုမျိုးကျေးဇူးကျေးရှုနားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်